ကျွန်တော်ညီကုန်းကငင်းမိတ်ဆိုရဲကျွန်တော်တို့ဂျိုကနန်းဒီ break to break ရိုက်ပြီးဆိုတော့ကျွန်တော်တို့ညနေခဏလေးကျွန်တော်သွားအောင်နော်ကျွန်တော်မနက်ကတော့ကတော့ညီကုန်းကငင်းမိတ်ဆိုရဲတိတဲ့အတိုင်းပဲကနန်းလေး break ဖမ်းမိထားတယ်အပိတ်ဖမ်းမိထားတယ်ပေါ့နော်69 main quad လေးနဲ့ကျွန်တော်ညီကုန်းကငင်းမိတ်ဆိုရဲရလိမ့်မယ်လို့ထင်တယ်ဒီညနေမှာလည်းလုံးမိုင်ပေးမယ် break ပေးမယ်ပေါ့နော်လုံးမိုင်ပေးမယ် break နဲ့အဲ့ကျွန်တော်ချုပ်ပြီးတော့ဒီညနေမှာတော့ဩကွက်ပြန်ပြီးတော့မြှုပ်မလားဆိုတာလေးကိုတစ်ချက်လောက်ခန်းစီကြောလေးကကျွန်တော်တို့ပြန်ကြည့်အောင် ဂျိုကနန်းကတော့သူကဗရိတ်တူဗရိတ်ဆိုပြီးတော့သူကတဲပြီးတော့သူရိုက်သွားပြတယ်ပေါ့နော်ဗရိတ်တူဗရိတ်လေးရိုက်သွားတာဖြစ်တဲ့တော့ကနန်းဖမ်းရတာတော့အနေငယ်တော့ချက်ခဲသွားတယ်ပေါ့နော်စီတော့ရကနန်းနှစ်ကွက်မှဖမ်းရတာပို့ပြီးတော့အစင်ပြတာပေါ့နော်သူကအဲထိတ်ကောအပိတ်ကောအတူတူပဲသူသွားလိုက်တယ်ကနန်းလည်းအတူတူပဲဆိုတော့ဗရိတ်ချင်းဗရိတ်ချင်းတူတယ်ဆိုတော့မှကျွန်တော်တို့ကဖမ်းလို့လွယ်ကူသေးတယ်ပေါ့နော်အခုကြတော့ ထိတ်ကောပိတ်ကောတူတူတူသွားလိုက်တာဆိုတော့အဲ့တော့လေကျွန်တော်တို့ကပြန်ပြီးတော့ဘာကိုထိုးရမလဲဆိုရင်အဲ69ရဲ့မိတ်ပဖြစ်တဲ့ခဏလေးတွေကိုကျွန်တော်ပြန်စီပြီးထုတ်ပြင်မယ်ပြီးတော့ပြန်ချအောင်ကျွန်တော်ကတော့စိတ်မသိငါတော့ဘောနော်ပြန်ချ69ဆိုတဲ့ခဏန်းဘောနော်ပြန်ချအောင်ကျွန်တော်ပြန်ပြီးတော့ကြိုက်တယ်ဘာကြောင့်လဲဆိုရင်ခဏန်းစီချိုးတွေကသွားမယ်ဆိုရင်တော့ဘရိတ်တို့ဘရိတ်ကိုခဏန်းအဲ့လိုတဲ့ အဲ့လိုထွက်ပြီးသွားပြီဆိုလို့ရှိရင်သူမနက်ကနန်းကိုဝန်ညံနေပြန်ချတတ်တဲ့အကျင့်လေးတွေရှိတယ်ဗောနော်ဒီလိုကနန်းထွက်စဉ်ကမဲဆွေကလင်နာစီတော့ပြန်ကြည့်တယ်ဆိုရဲမဲဆွေရာရေဆိုရင်ဒီမှာပါခွန်ငါတို့ခွန်ငါထွက်ခဲ့တာတို့တစ်ဆယ်တူတစ်ဆယ်ထွက်ခဲ့တဲ့နေ့ဒီနေ့ဒီဆိုလို့ရှိလို့ရှိရင်သူကကနန်းကိုဒီလိုမျိုးလေးတွေပရိတ်တူပရိတ်ချမ်းချာမချအောင်ဆိုလို့ရှိလို့ရှိရင်သူကကနန်းတူကနန်းလေးတွေသူတို့ပြန်ပြီးတော့လာတတ်တဲ့အကျင့်လေးတွေရှိတယ်ဗောနော်အဲ့တော့ညီကူတန်ခင်းမဲဆွေတို့ကိုကျွန်တော်ပြောချင်တာကဒီ69ရဲ့မဲဖြစ်တဲ့ကနန်းလေးတွေကိုကျွန်တော်တို့ကထုံမဲ2928 9009 နာကိုပေါ့နော်အဲ့ဒါလေးဒီကျွန်တော်တို့ထိုးမယ်ပြီးလို့ရှိရင်69ဆိုတဲ့ကဏ္ဍကိုလည်းကျွန်တော်တို့က main ဖြစ်နေကျွန်တော်တို့ကပြန်ထည့်ပြီးတော့ထိုးมาဖြစ်တယ်ဒီညနေမှာတော့အဲသူကအဲဘယ်လိုမျိုးသွားခြင်းလဲဆိုရင်တော့ကျွန်တော်တို့ကဏ္ဍဒီမူရဆိုလို့ဆိုရှင်ပေါ့နော်သူဘယ်လိုသွားခြင်းနေတာလဲဆိုတဲ့အကွက်ကတစ်ချက်တော့ကျွန်တော်ပြပေးမယ်ခင်ဗျ သူကနန်းဘလုံးမျိုးသွားခြင်းနေလဲဆိုတော့အထက်အောက်ကဒီမှာဆိုလို့ရှိလို့ရှိရင်တော့ဒါ3ည5ပေါ့နော်အထက်အောက်ဒီတိုင်းကျွန်တော်က3ည5 3ည5ကျွန်တော်ချက်ဖြစ်ထားတယ်အဲ့တော့ကနန်းကတော့အပတ်သေးရလို့တော့အဲ့လိုထူးထူးတော့ကနန်းကွာအများကြီးတော့ကျွန်တော်မထုတ်တော့ဘူးအဲအကြောင်း6ကိုရမေးပေးဖြစ်တဲ့ကနန်းလေးဖြစ်တဲ့2928 0904 05နော်59 စတဲ့ကနန်းလေးတွေပေါ့နော်6 9ကတော့မဖြစ်မနေပြန်ထည့်ပြီးတော့ထိုးဖို့တော့ကျွန်တော်ပြောပြမယ်ကနန်းစီပြီးကျွန်တော်ရေးပြပါမယ်ဒီညနေမှာဘာလေးကိုကျွန်တော် main အဓိကပြောချင်လဲဆိုတော့395ထိပ်395ဘိုင်395ပတ်တီးလေးပေါ့နော်ပတ်တီးပတ်ချင်လဲဆိုတော့395ထိပ်395ပိတ်395ပတ်တီးလေးတွေတော့ရှိမယ်ဒါမှကျွန်တော်ကနန်းကျွန်တော်ရဲ့မဖြစ်မနေထိုးရမယ်ကနန်းလေးတွေတော့ဖြစ်မြအောင်လို့ထိုးပြမှာနော်69 main ကောပေါ့နော်